ဘာဘာဥဆုံးတင်ပြလို့ရတော့ငလင်းဆိုတာကျူတင်ခံမှန်းလို့မရဘူးဆိုတဲ့အချက်ရယ်ဒုတိယကငလင်းဆိုတာနေတိုင်းလှုပ်နေတယ်ဆိုတဲ့အချက်ရယ်ကဘာနဲ့အဝမ်းကြည့်ရင်ဒါတွေ့ရမှာဖြစ်ပါလေအဲတနေ့တနေ့ငလင်းကြီးလှုပ်ခဲ့တဲ့အချိန်ပေါင်းကဘာကြီးတစ်ခုလုံးပေါ်ကျူပြီးကြည့်မယ်ဆိုရင်တော့အချိန်ပေါင်းဟာတိမ့်ချီနေပါလေဂျပန်တနိုင်ငံတည်းမှာပဲတနေ့အတွင်းလှုပ်တဲ့ငလင်းအချိန်ပေါင်းဟာတိမ့်ကျော်ကြည့်ရှိခဲ့တဲ့နှစ်တွေရှိပါတယ် ဒီဟာကိုတင်ပြရတဲ့အကြောင်းရင်းကငလင်းနဲ့ပတ်သက်ပြီးအယူသီးမှုမရှိဖို့ဆိုတဲ့အချက်ဖြစ်ပါတယ်။ဒုတိယရေးကြည့်တဲ့အချက်ကတော့ငလင်းပဲချိန်လုံးမယ်ပဲရဲ့လုံးမယ်ဆိုတာတွေဟာသိပ္ပံကြီးကြတဲ့ခမန်းချက်များမဟုတ်ဘူးဆိုတာကိုလည်းပထမဆုံးသိထားဖို့လိုပါတယ်။2015ခုနှစ်အတွင်းမှာငလင်းတွေလှုပ်ခဲ့ပါတယ်။မြန်မာပြည်အတွင်းမှာလည်းလှုပ်ပါတယ်။ဒါပေမဲ့လှုပ်ခဲ့သမျှငလင်းတွေကျွန်တော်မှတ်မိတဲ့လောက်ဆိုရင်တော့အင်အားဟာအများဆုံးအသင့်အင့်အများဆုံးဖြစ်ခဲ့ပါတယ်။ အင်အားတင့်ကျင်ဆိုတာအင်အားဟာ research key အဲ6အထိအများဆုံးပေါ့လေအဲ့ဒီကဏ္ဍအထိပဲအများဆုံးလုပ်ခဲ့တယ်ဆိုတာသိရတယ်မြန်မာနိုင်ငံအလဲပိုင်းမှာအများဆုံးလုပ်တယ်စကိုင်းတိုင်းမှာလုပ်တယ်ရှမ်းပြည်နယ်အဲ့ဒီဘက်မှာလည်းအထူးသဖြင့်နေဇတ်ဒေသတွေမှာလုပ်ပါတယ်အထူးသဖြင့်မြန်မာနိုင်ငံရဲ့ပြင်ပမှာရှိတဲ့တရုတ်ပြည်ထိုင်းနိုင်ငံဘက်မှာလုပ်တာလည်းတော်တော်များပါတယ်ငလီနေနဲ့ပတ်သက်ပြီးတော့အယူဆတစ်ခုရှိပါတယ်အဲ့ဒါပါလဲဆိုတော့ငလီငယ်ကြီးများများလုပ်ရင် ငလင်ကြီးကြီးမလုပ်ဘူးဆိုတဲ့အယူဆပဲဖြစ်ပါလေဒါလည်းဘယ်ပေါ်မှာအခြေခံပြီးတော့တွက်ချက်တယ်လဲဆိုရင်ငလင်ဘာကြောင့်လုတ်တယ်လဲဆိုတဲ့အချက်ပေါ်မှာအခြေခံပြီးတော့ပြောခြင်းဖြစ်ပါလေတကယ်တော့ငလင်ဆိုတာညီတော်နှစ်ခုပွတ်တိုင်မှုကြောင့်ပွတ်တိုင်တဲ့အခါမှာဘေးတိုင်ပွတ်တာရှိခြင်းတပြေးပြေးပူနီးလာတာရှိခြင်းတပြေးပူဝေးသွားတာရှိခြင်း၃မျိုးရှိပါလေဘယ်လိုမျိုးစံနဲ့ပဲတွေ့တွေ့အဲ့ဒီမြေလွန်နှစ်ခုရဲ့ကြာငရင်ကျောပေါ်မှာမြေလွန်နှစ်ခုရဲ့ ပတ်တိုင်မှုကြောင့်တင်းအားလို့ခေါ်တဲ့ stress တွေဖြစ်ပါတယ်။အဲဒီ stress တွေဟာဒသဆန်နဲ့စုဆောင်းမှာပါတယ်။စုဆောင်းလာပြီးများလာတဲ့အချိန်ဆက်လက်ပြီးထိမထားနိုင်တဲ့အချိန်မှာဒီစုဆောင်းထားတဲ့တင်းအား stress တွေကိုကမ္ဘာမြေကြီးကစွန့်ထုတ်ပါတယ်။အဲဒီစွန့်ထုတ်တာကိုငလင်လုတ်တယ်လို့ခေါ်ပါတယ်။ဘာနဲ့လာတဲ့အတူလဲဆိုရင်တေးပင်ကျက်ပေါင်မင်းတပင်ကိုအစတစ်ဖက်ကကိုင်းပြီးတော့ဒီဆွဲတဲ့ခါမှာ ဒီဒီပင်ဟာတပြေးတင်းလာပါလေဒါတင်းအားပါပဲ stress ပါပဲအဲ့လိုဆွဲဆွဲဆွဲတဲ့အခါမှာတစ်ချိန်မှာဆက်လက်တင်းမထနိုင်တော့တဲ့အနေထားရောက်တဲ့အခါမှာဒီဒီပင်ဟာအင်္ဂလိပ်လိုတော့ bang ဆိုပြီးတော့ပြတ်ထွက်သွားပါလေဒါကြောင့်မို့ငရင်လှုပ်တဲ့ဖြစ်စဉ်ကို ဖြစ်ရှင်းတဲ့ theory ကို bang theory လို့ခေါ်ပါတယ်ဒါငလင်းနဲ့ပတ်သက်တဲ့အခြေခံအဖြစ်သိရမယ့်ချက်တွေဖြစ်တယ်မြန်မာနိုင်ငံဟာငလင်းအန္တရာယ်ရှိတယ် မြန်မာနိုင်ငံမှာငလင်းအနေအမြင့်ဆုံးဒေတာတွေဆိုရလဲကျွန်တော်တို့တွက်ထုတ်ပြီးသားဖြစ်တယ်။အဓိကအဖြစ်မြင်းငလင်းအနေအမြင့်ဆုံးရှိတဲ့ဒေတာတွေကစကိုင်းတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်စတဲ့ဒေတာတွေဖြစ်ပါတယ်။အဲဒီဒေတာတွေမှာငရင်အများဆုံးလှုပ်လေရှိပါတယ်။ကြံတဲ့ဒေတာတွေကတော့အထိုက်လျောက်လှုပ်ပါတယ်။အဲဒီဒေတာတွေကတော့မြန်မာနိုင်ငံမြေပြန့်လွင်ပြင်ဖြစ်တဲ့ AR မြစ်ကျောတလျှောက် ဲ့ဒီဒေတာမှာလည်းငလင်ကြီးကြီးလှုပ်ခုပါတယ်အဓိကအဖြစ်ငလင်ကြောကြီး၅ခုရှိပါတယ်ဟိုးအနောက်ဖက်ရခိုင်ကန်ရွတ်တန်းရဲ့အလွန်ပင်လေရေပြင်အောက်မှာငလင်ကြောတစ်ခုရှိပါတယ်ရခိုင်ငလင်ကြောလို့ပဲခေါ်ကြပါတယ်အချစ်ဘက်ကိုလာလိုက်ရင်မြန်မာပြည်ရဲ့အဓိကငလင်ကြီးကြီးအပြည့်စင်းများတဲ့ငလင်ကြီးအလုံများလေးရှိတဲ့ငလင်ကြောကတော့အေရာကြီးမြစ်အတိုင်းအပြိုင်ဆင်းလာတဲ့ဟိုးမြောက်ဖက် အစွန်ပြားကနေမုဒ္ဓမဂွေထိရောက်အောင်ရှင်လျားတဲ့စကိုင်းငလင်ကျော်ဖြစ်ပါတယ်။အဲဒီနောက်အရှိဘက်ကိုကူးသွားရင်ကြောက်ကြမ်းငလင်ကျော်အဲဒီနောက်တန်လွင်ငလင်ကျော်အဲဒီနောက်မြမပြည်မြောက်ဘက်မှာရှိတဲ့ငလင်ကျော်တွေပေါ့လေဥမာဖြင့်၎င်းငလင်ကျော်စသဖြင့်ငလင်ကျော်တွေရှိပါတယ်။အသေးလေးတွေတော့အများများရှိပါသေးတယ်။အဓိကအချက်ကတော့ဒီငလင်ကျော်ကြီးချိန်မှာနောက်ဆုံးလောက်ခဲ့တဲ့ငလင်ဟာအချိန်တော်ကြာနေပြီဖြစ်ပါတယ်။ဥမာဖြင့် ကိုင်းငလင်ရောကြီးမှာနောက်ဆုံးလုပ်ခဲ့တဲ့ငလင်ဟာနောက်ထပ်ငလင်တစ်ခုထပ်လုပ်ဖို့ကြာမြင့်တဲ့ return period ကိုအများကြီးကြော်တယ်ပြီးဖြစ်ပါတယ်ဆိုလိုတာတော့ငလင်ကြီးတစ်ခုအချိန်မီလုံနိုင်တယ်ဆိုတဲ့သဘောကိုပြနေပါတယ်ဒါသတိထားမယ်အချက်တစ်ခုဖြစ်ပါတယ်မြန်မာနိုင်ငံမှာငလင်လုတ်တဲ့အခါမှာအားကောင်းဆုံးငလင်လုတ်တဲ့နေရာနဲ့အပြည့်အစုံအများဆုံးငလင်လုတ်တဲ့နေရာတို့ဟာတတ်တတ်သေးမကြတာကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ် ဆိုလိုတာကတော့မြန်မာနိုင်ငံမှာလှုပ်ခဲ့တဲ့ငလင်ထဲမှာအားကောင်းဆုံးငလင်ကျော်ဟာတောင်ကျန်းငလင်ကျော်ပေါ်မှာလှုပ်ခဲ့ပါတယ်မင်းမျိုးတောင်ကြီးစားတဲ့မျိုးများအကြီးကဖြတ်သွားပါတယ်ဒါမဲ့အပြစ်စီအသေးပြောက်ဆုံးချုံမှုမများပါဘူးအပြစ်စီအသေးပြောက်ဆုံးချုံမှုအများဆုံးငလင်တွေကစကိုင်းငလင်ကျော်ပေါ်မှာပဲလှုပ်ကြပါတယ်အဲ့လိုလှုပ်တဲ့အခါမှာပြစ်စီများတဲ့အကြောင်းတွေရှိပါတယ်စကိုင်းငလင်ကျော်မှာလှုပ်တဲ့ငလင်တိုင်းဟာနံပါတ်1 ငလင်ရဲ့ epicenter ဟာတိမ်ပါလေ shallow depth လို့ခေါ်ပါတယ်ဆိုတော့ငလင်လုတ်တဲ့ဘူဒနာဟာမြေကြီးအောက်80 km တဲ့ယွန်းနေတဲ့အနက်မှာရှိပါတယ်အဲ့လိုအနက်တိမ်တဲ့ငလင်တွေဟာအပျက်စီးများတာပါလေစကိုင်းငလင်ကျောမှာလုတ်သမျှငလင်တိုင်းဟာအနက်တိမ်ပါလေအဲ့ဒီလုတ်တဲ့ငလင်ကအနက်တိမ်နေမှာဖြစ်တဲ့အပြင်အဲ့ဒီအင်အားကအနည်းဆုံး9ကျော်သွားမယ်ဆိုရင်တော့ဒါအပျက်စီးများတာပါပဲ အပြည့်စည်များတဲ့အကြောင်းရင်းကလည်းအဲ့ဒီသကိုင်းငလင်ကျောပေါ်မှာမြန်မာနိုင်ငံရဲ့လူကြီးကအထူးတဆုံးဖြစ်ပါတယ်။တမိုင်းကိုပြန်ကြည့်ရင်မြန်မာနိုင်ငံမင်းဆက်အဆက်ဆက်ခစ်အဆက်ဆက်ရဲ့မြို့တော်တွေကသကိုင်းငလင်ကျောပေါ်မှာပဲတည်ထားခဲ့ပါတယ်။မန္တလေးအမရပုရနောက်ပြီးတော့အောက်ဘက်ဆင်းလာရင်ဟန်တာဝတီစသဖြင့်ပေါ့နော်။ကျွန်တော်တို့ကြည့်ခဲ့ရင်တကောင်အလုံးကြီးကသကိုင်းငလင်ကျောပေါ်မှာရှိပါတယ်။လူကြီးကလည်းထူထပ်ပါတယ်။အဲဒါကြောင့် အပျက်စီးအများဆုံးငလင်ကတော့စကိုင်းငလင်ကျော်ဖြစ်တယ်။အဲ့ဒီစကိုင်းငလင်ကျော်ရဲ့ငလင်ကြီးတစ်ခုလုပ်ဖို့ return period ကလည်းအများကြီးကျော်လွန်နေပြီ။ဒီချက်ကတော့တတိထားမယ်အချက်လိုပဲမြင်ပါလေ။ငလင်နဲ့ပတ်သက်ပြီးဘုဒ္ဓရှိဖို့လိုပါလေ။ငလင်နဲ့ပတ်သက်ပြီးအဆောက်အဦတွေပြိုကျခြင်းဟာအတိပြောက်အများကြီးဖြစ်ပါလေ။ငလင်လုံးလို့သိတာကဘယ်တော့မှမများပါဘူး။ဒါပေမဲ့ငလင်လှုပ်လိုက်တဲ့အတွက်အဆောက်အဦပြိုကျပြီးပြီလို့ဖြစ်ပြီလို့ ောက်ဆုံးမြေထဲမှာမြုပ်သွားလို့တေးရတာကများလေးရှိပါတယ်ဒီတော့ငလင်ရဲ့အသေးပြောင်းဟာအဆောက်အဦအမျိုးအစားပေါ်မှာအများကြီးတည်ပါတယ်အဲ့ဒီဒေတာဟာမြင်မာတဲ့အဆောက်အဦတွေရှိသလားခိုင်ခံ့မှုရှိသလားစနစ်ကျတည်ဆောက်မှုရှိသလားဒီချက်တွေကအများကြီးစကားပြောပါလိမ့်မယ်ဒါကြောင့်မို့အထူးဖြင့်မြင်မာတဲ့တိုက်တာအဆောက်အဦတွေသောက်သမ ्या အဆောက်အဦကလည်း engineering knowledge လို့ခေါ်တဲ့ earthquake engineering လို့ခေါ်တဲ့မြင်းလင်းဆိုင်ရာ engineer အတတ်ပညာမပါဘဲဆောက်လုပ်ထားတဲ့ နေရာတွေဒီလိုနေရာတွေကအန္တရာယ်ပိုကြီးပါတယ်ဥပမာဖြင့်တောင်တွင်းကြီးနေရင်လုံတုံးကအသေးပြောက်မများပါဘူးဒါပေမဲ့တေးသမားအလုံးဟာအံ့ဩစရာအဆောက်အဦပြိုကျလို့ဒေသကြီးပါပဲအဲဒီပြိုကျတဲ့တဲမှာအဆောက်အဦတစ်ခုလုံးမပြိုကျပေမဲ့နိုင်ငံနေနိုင်ငံတိုက်တွေများပါလေအဲဒီနိုင်ငံတိုက်တွေမှာအုံနိုင်ငံနေလောက်ထားတဲ့ခါမှာအုံနိုင်ငံများရဲ့အတိုင်းတာဟာတမယိုးကြအတိုင်းတာမဟုတ်ပါဘူး ေးကတင်သားနဲ့ဘောင်ကော့ကြတဲ့ခါမှာအဲ့ဒီဘောင်ရဲ့အကျယ်က၈ပေ၆ပေလောက်အကျယ်ရှိပါတယ်အဲ့ဒီထဲမှာအုပ်စီထားပါတယ်အဲအုပ်စီတဲ့ခါမှာလဲအုပ်နဲ့တင်သားနဲ့ကြားမှာခိုင်မြဲအောင်လှုပ်လင်းရှိတဲ့ဂျာလီဆိုရဲပုံမခိုင်မြဲနိုင်တဲ့အစီအမံများလည်းမရှိပါဘူးအဲ့တော့ငရင်လှုပ်တဲ့ခါမှာအဲ့ဒီအင်္ဂလိပ်ပြအချက်လက်ကြီးကကျွတ်ပြီးတော့ပြုတ်ကြပြီးအဲ့ညမှာအိတ်နေတဲ့လူတွေပေါ်ပြီလို့နေရတာဖြစ်ပါတယ်ဒါနည်းပြောရင်တော့အဆောက်အဦရဲ့ခိုင်ကမ်းမှုနဲ့လူရဲ့ ုတင်ကောက်မှုအတိအားအမြဲတမ်းအရေးကြီးတယ်ဆိုတဲ့အချက်ကိုပြပြလို့ရင်းဖြစ်ပါတယ်ညီကုန်းချုပ်အနေနဲ့2016ခုနှစ်မှာငလင်တွေကဆင်လာတိုင်းကျုံးမှာပါပဲဘာဖြစ်လို့လဲဆိုတော့ကဘာကြီးကလည်းတနေ့တည်းပို့ပြီးပူနေတယ်အခု2015ခုနှစ်ကကဘာတပိုင်းမှာပူဆုံးနေဖြစ်ခဲ့တယ်ဒါတွေရဲ့နောက်ဆက်တွဲဖြစ်ငလင်တွေထပ်မံလှုပ်ဖို့ဆိုတာကတော့တေချာတဲ့လှုပ်ထုလို့ပဲဆိုနေပါတယ်ဒါပေမဲ့လှုပ်တဲ့ငလင်တွေဟာအင်အားမကြီးရင်တော့တမ်းမှန် အာနင်းနဲ့အာအတင်းတင်းစသဖြင့်တနည်းပြော research scale 6တယ်မကျော်ရင်တော့အပျက်စီးနည်းရပါတယ်များသောအားဖြင့်တော့ဒါပေမဲ့6ကျော်ရင်တော့အပျက်စီးရှိတတ်တယ်ဒါကလည်းဘယ်လိုအဆောက်အဦမျိုးဘယ်လိုနေရာမျိုးမှာနေတယ်ဆိုတဲ့အချက်ပေါ်မှာဒီနေခြင်းဖြစ်ပါလေညီကုန်းပြန်ကျုပ်ကျင်တာအဓိကနှစ်ချက်ပါပဲတစ်ချက်ကငလင်းစွာကျိုးတင်ခမန်းလို့မရနိုင်ဘူးဆိုတဲ့နံပါတ်1အချက်ရယ်နံပါတ်2အချက်ကငလင်းငယ်လေးတွေများများလှုပ်ရင်ငလင်းကြီးလှုပ်ဖို့အခွင့်အရေးနည်းပါတယ်ဆိုတဲ့အချက်ကိုထောက်ရှုပြီးတော့တချို့ကိစ္စရများဟာအစိုးရ လုံလုံကဲကဲမရှိဖို့နဲ့အရာရာဟာအသိပညာကဥဆောင်တယ်ဆိုတဲ့အချက်ကလေးကိုအလေးနဲ့ထားပြီးတော့ငလင်းနဲ့ပတ်သက်တဲ့အသိပညာပုံမူရရှိအောင်နဲ့တကြွနားလေသူများရဲ့လမ်းညွန်ချက်အတိုင်းမိမိတို့ရဲ့အဆောက်အဦနေထိုင်မှုစတာတွေကိုလူနေမှုစနစ်ကိုပါပြုပြင်ဖို့လိုတယ်ဆိုတာလေးတင်ပြရင်းညီကုန်းချုပ်ပါတယ်